ယူကရိန်းစစ်ပွဲအတွက်တန်ခတ်ပိတ်ဆို့မှုအသစ်တွေချမှတ်ရမှာလားလို့ချိန်ဆနေချိန်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကရုရှားသမ္မတကြီးကိုထိုးနှက်ချက်တရအနေနဲ့သူဟာမီးနဲ့ကစားနေတယ်လို့အင်ဂါနီကသတိပေးပြောကြားလိုက်ပါတယ်ထရန့်ရဲ့အခုနောက်ဆုံးထိုးနှက်ပြောကြားချက်ဟာအပြစ်ရဲ့ဆွေးနွေးပွဲတွေရပ်တန့်နေခြင်းအပေါ်သူစိတ်ပြက်လက်ပြက်ဖြစ်နေပုံကိုပြသနေပါတယ် ယူကရိန်းနိုင်ငံကိုဒရုန်းနဲ့အကြီးအကျယ်တိုက်ခိုက်ခဲ့တာကြောင့်ကရမလင်ခေါင်းဆောင်ဟာလုံးဝယူသွတ်သွားပြီလို့သူပြောခဲ့ပြီးနှစ်ရက်အကြာမှာအခုပြောဆိုချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။၂022ခုနှစ်ဖေဖော်ဝါရီလကယူကရိန်းကိုဝင်ရောက်ကျူးကျော်ခဲ့တဲ့မော်စကိုကတော့ယူကရိန်းကရုရှားအရက်သားတွေကိုတိုက်ခိုက်ခဲ့တဲ့အတွက်အခုလိုတုံးမြင့်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ရခြင်းဖြစ်တယ်လို့ပြောဆိုခဲ့ပြီးကီဖ်ကိုလည်းငြိမ်းချမ်းရေးကြိုးပမ်းမှုတွေကိုတားဆီးနှောက်ယှက်ဖို့ကြိုးပမ်းနေတယ်လို့စွပ်စွဲပြောကြားခဲ့ပါတယ်။ စစ်ပွဲကိုအဆုံးသတ်ဖို့တန်တမာရေးကြိုးပမ်းမှုတွေကိုမကြသေးခင်ရသတပတ်တွေကအရှိန်မြင့်ပြုလုပ်ခဲ့ကြပါတယ်။ဒါပေမဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေကိုရပ်တန့်သွားစေဖို့ပြုလုပ်ခဲ့တယ်လို့ပူတင်ကိုစွပ်စွဲခဲ့ကြပါတယ်။ဗလာဒီမာပူတင်မသိတာကဒီနေရာမှာကျွန်တော်သာမဟုတ်ဘူးဆိုရင်ရုရှားမှာတကယ့်ကိုစွပ်စွပ်ရွရွတွေဖြစ်ခဲ့ပြီးပြီဆိုတာပဲ။ကျွန်တော်ဆိုလိုတာတကယ့်ကိုဆိုတာတွေသူကမီးနဲ့ကစားနေတာလို့ထရန့်ကသူ့ဆိုရှယ်မီဒီယာထရုတ်မှာရေးသားထားပါတယ်။ တကယ်ကိုဆူဆူရွားရွားဆိုတာဘာတွေဖြစ်တယ်ဆိုတာကိုတော့ထရန့်ကရှင်းပြမထားပါဘူး။ဒါပေမဲ့ Republican Party ဟာနောက်ထပ်တန်ခတ်ပိတ်ဆို့မှုတွေကိုအစောဆုံးအခုတစ်ပတ်မှာချမှတ်သွားဖို့စီစဉ်နေတယ်လို့ Wall Street Journal နဲ့ CNN သတင်းဌာနတစ်ခုလုံးကပြောဆိုထားကြပါတယ်။ယခုလိုလုပ်ဖို့သူလုံးဝချိန်ဆနေတယ်လို့ထရန့်ကသတင်းထောက်တွေကိုတင်းနှွေနေမှာပြောပါတယ်။ထရန့်ကရွေးလန်းအားလုံးကိုလမ်းဖွင့်ပေးထားတယ်လို့အင်ဖြူတော်ကလည်းဆိုပါတယ်စစ်ပွဲကဂျိုးဘိုင်ဒန်ရဲ့အပြစ်ပဲ ညှိနှိုင်းပြီးညီညာရေးသဘောတူညီချက်ရအောင်လုပ်ချင်တယ်ဆိုတာတမရထရန့်ကရှင်းရှင်းလင်းလင်းပြောထားပြီးပြီတမရထရန့်ကရွေးလန်းအားလုံးကိုဇပွဲပေါ်မှာပပနက်နက်တင်ပြထားပြီးပြီလို့အင်ဖြူရောသတင်းပြန်ကြားရေးအတွင်းဝန်ကာရိုလိုင်းလီဗစ်က AFP ကိုကြေညာချက်ထုတ်ပြန်ပြီးပြောပါရတယ်။ယူကရိန်းကိုကျူးကျော်တိုက်ခိုက်ခဲ့တဲ့အတွက်ထရန့်အရင်ဒီမိုကရက်တစ်တမရဂျိုးဘိုင်နင်ကရုရှားကိုတန်ခတ်ပိတ်ဆို့မှုတွေစုပြုံချမှတ်ခဲ့ပါရတယ်။ ရုရှားဗန်တွေကိုအထိနာစေမယ်လို့ထရန့်ပြောတဲ့ဒဏ်ခတ်ပိတ်ဆို့မှုတွေကိုထရန့်ကတော့အခုချိန်ထိရှောင်ချားနေသေးဖြစ်ပါတယ်။ဒါပေမဲ့ထရန့်ရဲ့မကြသေးခင်ကပြောဆိုခဲ့တဲ့ပြစ်တင်ကျိန်းပေါင်းမှုတွေဟာပူတင်အပေါ်တူထားခဲ့တဲ့အရင်သဘောထားတွေကတိတိတသာ ပြောင်းလဲသွားခဲ့ပြီးဖြစ်ပါတယ်။အရင်ကတော့ပူတင်အပေါ်ထရန့်ဟာချစ်မြတ်လို့ဆိုတာပြောချသူဖြစ်ပါတယ်။ ရုရှားယူကရိန်းစစ်ပွဲကို24နှစ်အတွင်းသူရပ်ပစ်နိုင်ပါတယ်လို့ပြောဆိုခဲ့ပေမဲ့မလုံနိုင်ခဲ့တာကို အားမလို့အားမရဖြစ်နေပါတယ်။အခုရတရပတ်ကုံကရုရှားကဒရုန်းအလုံးရင်းနဲ့တိုက်ခိုက်ခဲ့တာကြောင့်လူပေါင်းအနည်းဆုံး73ဦးသေချေခဲ့ရပြီးသူပေါက်ကွဲထွက်လာခဲ့တာဖြစ်ပါတယ်။ရုရှားသမ္မတပူတင်နဲ့ကျွန်တော်အမြင်နဲ့ကောင်းမွန်တဲ့ဆက်ဆံရေးရှိပါတယ်။ဒါပေမဲ့အခုတော့သူတခုခုဖြစ်သွားပြီးသူ့လုံးဝယူသွားပြီလို့ထရန့်ကဆိုရှယ်မီဒီယာမှာရေးသားထားပါဗျ လွန်ခဲ့တဲ့ရှစ်ရက်ကပူတင်နဲ့ဖုန်းဆက်စကားပြောပြီးပူတင်ကဆွေးနွေးပွဲတွေကိုချက်ချင်းပြန်ဆဖို့တဘောတူပါတယ်လို့ထရန့်ကပြောပြီးမှရုရှားကတိုက်ခိုက်မှုတွေကိုဆက်လက်ပြုလုပ်လာခဲ့တာပါထရန့်ရဲ့အင်္ဂါနေ့ကပြောကြားခဲ့တဲ့မှတ်ချက်စကားတွေအပေါ်တော့မော်စကိုကတုံ့ပြန်ပြောကြားတာမရှိပါဘူး။ဒါပေမဲ့အခုလိုဆွေးနွေးပွဲတွေထွက်ပေါက်ပိတ်နေတဲ့ပေါ်ယူကရိန်းကိုအစိုးရပိုင်းကပြစ်တင်ပြောကြားခဲ့ကြပါလေ ရုရှားကအစိုးပြုတင်ပြတဲ့ညှိနှိုင်းဆွေးနွေးမှုတွေကိုကပြက်ကရက်လုပ်ဖို့ရန်စတဲ့ခြေလှမ်းအများပြားကိုဥရောပနိုင်ငံတချို့ရဲ့အားပေးထောက်ခံမှုနဲ့ကီဖ်ကပြုလုပ်ခဲ့တယ်လို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။ယူကရိန်းကဒရုန်းနဲ့တိုက်ခိုက်မှုကြောင့်အမျိုးသမီးတွေနဲ့ကလေးတွေအပါအဝင်အရက်သားတွေတန်ရာရခဲ့တာပါ။ရုရှားလေကြောင်းရန်ကာကွယ်ရေးကမေလ20ရက်ကနေ28ရက်နေ့အတွင်းယူကရိန်းဒရုန်း2333စင်းကိုပစ်ချဖျက်ဆီးခဲ့တယ်လို့ဆိုပါတယ်။ ဗုဒ္ဓုံးနေညမှာလည်းနောက်ထပ်ဒရုန်းနဲ့တိုက်ခိုက်မှုတွေရှိခဲ့တယ်လို့ဆိုပါရယ်မော်စကိုကိုဥတီပြန်တန်းလာတဲ့ဒရုန်း18စင်းအပါအဝင် ယူကရိန်းဒရုန်းအစင်း130ကိုကြားဖြတ်ဟန်တာခဲ့တယ်လို့ရုရှားအာဏာပိုင်တွေကပြောပါရယ်ယူကရိန်းကတော့ရုရှားတို့ဟာအရက်သားတွေကိုပြစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ဆိုပါရယ်အခုလိုထာဝရစောင့်နေရတာကိုကျွန်တော်တို့အဆုံးသတ်ဖို့လိုပြီး ရုရှားကိုတန်ခတ်ပိတ်ဆို့မှုတွေပိုချရမယ်လို့ယူကရိန်းတမရဗိုလိုဒီမာဇယ်လန်စကီးရဲ့စေဦးစီချုပ်အင်ဒရီယာမက်ကဆိုရှယ်မီဒီယာတယ်လီဂရမ်ပေါ်မှာအင်္ဂါနေ့ကပြောပါရယ်အမေရိကန်ဥပဒေပြုအမတ်တွေကလည်းရုရှားကိုတန်ခတ်ပိတ်ဆို့မှုတွေပြုလုပ်ဖို့ပို့ပြီးပြောလာကြတာပါ Republican Party ဝိုင်းရင်စီးနေလွတ်တော်အမတ် Chuck Grigley ကလည်းပွဲပြီးသွားပြီဆိုတာ Putin တီးဖို့ပြင်းထန်တဲ့ဆောင်ရွက်မှုတွေပြုလုပ်ဖို့တောင်းဆိုခဲ့ပါဗျ။ တခြားစီနေလွှတ်တော်အမတ်တွေဖြစ်တဲ့ Republican Party က Lindsey Graham နဲ့ Democratic Party က Richard Blumenthal တွေကလည်းရုရှားထံကရေနံဒဏ်ငွေကုန်ကျန်းပစ္စည်းဝယ်ယူတဲ့နိုင်ငံတွေကိုပါကြီးလေးတဲ့တဆင့်ခံဒဏ်ခတ်ပိတ်ဆို့မှုတွေချမှတ်ဖို့တောင်းဆိုထားကြပါတယ်။ မော်စကိုဗာတီကန်မှာဆွေးနွေးဖို့ညှင်းပယ်ခဲ့တဲ့အတွက်ရုရှားနဲ့ယူကရိန်းအကြားလာမယ့်ဆွေးနွေးပွဲတွေဖြစ်ပေါ်လာမယ်ဆိုရင်ဂျနီဗာမှာဖြစ်ပွဲရှိတယ်လို့ထရန့်ရဲ့ယူကရိန်းအရေးအထူးတန်တမန်ကိတ်တဲလော့က Fox News ကိုပြောပါရယ်ရည်ရွယ်ချက်ဟာထရန့်ပူတင်ဇယ်လန်စကီတို့အတူတွေ့ဆုံပြီးသဘောတူညီချက်ရသည့်အထိဆွေးနွေးအပြေရှာနိုင်ရန်ဖြစ်တယ်လို့သူကဆက်ပြောပါရယ်ဆွေးနွေးပွဲတွေကိုအင်ရှင်အဖြစ်လက်ခံကျင်းပပေးပါမယ်လို့ဆွစ်ဇာလန်အစိုးရကတော့အတိမပြုသေးပါဘူး သုံးနှစ်ကျော်ကာလအတွင်းပထမဆုံးကြိမ်ဓာတ်ရိုက်တွေ့ဆုံဆွေးနွေးမှုအဖြစ်ရုရှားနဲ့ယူကရိန်းတို့အစ္စတန်ဘူမှာအခုနှစ်မေလအစောပိုင်းကတွေ့ဆုံခဲ့ကြပါတယ်လောကမီယာရဲ့ဆက်လက်ရည်မှန်းဖို့ပြည်သူတွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့်မြစီမ TV YouTube Channel မှာမမဝီတင်ချင်ကိုကြီးနိုင်ကြောင်းလေးအသိပေးထိတ်ခေါ်လိုက်ပါစေ။